ဟောနတ်တွေကြတော့ကံကံဤအချိုးပိုးပြီးတော့တိဘာဖြစ်လို့သူတို့ကနှုတ်ကန်စားရတဲ့ဘဝမဟုတ်ဘူးကံပေးသမျှနဲ့ကျင့်တတ်ကြတဲ့ဘဝဆိုအရာရာဟာကံပေါ်မှာမူတည်နေတယ်ကံမရှိလို့ရှင်ဘာမှမရဘူးသူတို့စီမှာဘလောက်လှုပ်ချင်လို့မှမရဘူးနော်လူပြည်မှာလို့ရောင်းဝယ်လို့လို့ရတာမဟုတ်ဘူးရွှေဆိုင်တို့ကတော့ဖွင့်လို့ရတာမဟုတ်ဘူးနတ်ပြည်မှာအဲ့တော့သူကံပေးတာလေးတယ်ပဲသူကနတ်ပြည်မှာဒီလိုအေးနတ်ပြည်ကနတ်တွေကဘယ်လိုကြောင့်သိတယ်လို့ပြောရအောင်ဆိုရင် နတ်တရားလူနဲ့မတူဘူးဖြစ်ပေါ်လာတဲ့ဘဝတစ်ခုမှာသူတို့ရဲ့နတ်သက်တမ်းတလျှောက်လုံးမှာဝတ်ထားတဲ့အဝတ်လည်းဘယ်တော့မှဖော့ရတယ်မရှိပန်ထားတဲ့ပန်းလေးတွေလည်းဘယ်တော့မှနွမ်းသွားတယ်မရှိနတ်တရားအိုးပူလို့အဲ့လိုချွေးထွက်တာဆိုလည်းမရှိနတ်ခန္ဓာကိုယ်မြဲတမ်းတန့်စင်တန့်ပြန့်နေတာပဲဒါနဲ့နတ်ကြီးမှာပေါန်တာတို့ကလည်းလိုမယ်မထင်ဘူးရေမွေးတို့ကလည်းလိုမယ်မထင်ဘူးနော်တဘာဝကိုကတန့်ပြန့်နေတယ် သို့သောနတ်တယောက်ဟာကံကုံတော့မယ်ဆိုရင်ဘာဖြစ်လဲဝှထားတဲ့အဝတ်တွေနွမ်းလာတယ်ပန်ထားတဲ့ပန်းလေးရလည်းညှိုးလာခန္ဓာကိုယ်ကလည်းခါတိုင်းလိုစူးစူးပြူးပြူးမဖြစ်ဘူးနည်းနည်းမွဲချောက်ချောက်ကလေးဖြစ်လာတယ်ဈိုင်းကြားကလည်းချွေးလေးတွေပါလေးတွေစို့လာတယ်ဒါကသူတို့ကဆိုင်းပြတာလို့ခေါ်တယ်ဆိုင်းပြလာလို့ရှိရင်တော့အဲ့တော့ medical check ကသွားလုပ်မနေနဲ့တော့မရတော့ဘူးเนาะ